ဝဲပြီးပြီလို့ထင်တော့မှတယ်လွန်ပိုင်နဲ့တနာမိုးတိန်ရှုတ်ခဲ့မှုကြောင့်ထမှန်ဖော်ထုတ်လာတဲ့ပြင်ဟင်းတီဟာတနာမိုးတိန်နဲ့ကိုရွှေမန်တို့ရဲ့ဝလုံးကားကိစ္စကအပြန်အလှန်တောင်းပန်ပြီးပြီးဆုံးသွားခဲ့ပြီလို့ထင်ရပေမဲ့အငိမ်မနေနိုင်တဲ့ပြင်ဟင်းတီဟာကထပီးတနာမိုးတိန်နဲ့လွန်ပိုင်ကနာမည်ထုတ်ခဲ့မှုကြောင့်ထမှန်ဖော်ထုတ်လာခဲ့ပါပြီဝဲကြည့်သူပြိတ္တကြီးနားလေတော့အောင်ဖြစ်စဉ်ကိုတို့ရှုံးပြီးပြောရမှဆိုရင်ဓမ္မဆောင်အနေနဲ့ရွှေမန်းရဲ့မင်္ဂလာဆောင်ဟာလိုင်းပေါ်မှာဟိုးလေးတကြောကြောဖြစ်ပြီး နာမည်ကြီးသွားပါတယ်မင်းသားမင်းသမီးတွေကလည်းရွှေမန်းကိုမြောက်ထိုးပင့်ကော်လို့ဖားရပြီးဆက်ဆံပြောဆိုကြပါတယ်အဲ့ဒီမှာသူများကောင်းစားနေတာကိုကြည်မရတဲ့ပြင်ဟင်းတီဟာကလာပြီးရွှေမန်းကတဏမိုးတိမ်နဲ့အကြာကြီးတွဲခဲ့ကြောင်းဒါပေမဲ့တကယ်တမ်းယူတော့ပညာသက်ဆရာဝန်မလေးကိုတာအိမ်တောင်ဖက်အဖြစ်ရွေးချယ်သွားကြောင်းထပ်လွန်လိုက်ပါတယ်ဒီလိုနဲ့တဏမိုးတိမ်ကစပွန်ဆာရှာရင်အစားခံလိုက်ရတဲ့ကာမလေးအဖြစ်နာမည်ထားကြီးပါတော့တယ်တဏမိုးတိမ်လည်းငြိမ်ခံနေပဲ ရွှေမန်းကသူ့ကိုထားခဲ့တာမဟုတ်ကြောင်းသူကတော့ရွှေမန်းဖောက်ပြန်လုံးလို့အရင်ထားခဲ့တာဖြစ်ကြောင်းခုလဲမင်္ဂလာမဆောင်ခင်တညလုံးမှတောင်းသူ့ကိုတတိရတဲ့ဆိုပြီးစာလာပို့ကြောင်းပြညာပြလိုက်ပါတယ်တရမိုးတိန်ထပြောတော့ညကရွှေမန်းတို့လိမယာရန်ဖြစ်ကြပါတယ်အဲ့ဒီမှာတင်ရွှေမန်းကအတူပေနာကတငယ်ချင်းတို့နာမည်ခံထားတဲ့အောက်ဆွဲတွေကိုအကူညီတောင်းပြီးသူများလေးကိုတာသူကရှစ်ဆုံးဖြစ်ကြောင်းရည်တင်ခိုင်းပါတယ် ဘေးနားကဟာတွေကလည်းဝိုင်းပီးထုတ်လုပ်သူပရိုဂျူဆာတထေးကြီးဟာသူ့ရဲ့ဆရာဝန်မလေးကိုတန်းရှစ်ချောင်းတနာမိုးတိန်ကအောက်လန်းတွေနဲ့ဖမ်းချုပ်ထားလို့အရင်ကတွဲခဲ့တာဖြစ်ကြောင်းတကယ်တမ်းအသီးစိတ်ပြန်ဝင်လာချိန်မှာတော့အတိုင်းဝိုင်းကောင်းတဲ့မိကောင်းဖခင်တသမီလေးကိုတန်းလက်ထပ်ခဲ့တာဖြစ်ကြောင်းလူတိချင်းကြားထားရေးကြပါတော့တယ်တနာမိုးတိန်ကလည်းအဲ့ဒါတွေကိုမြင်တော့ဟဲငါကမိကောင်းဖခင်တာမဟုတ်လို့ဒီလိုရေးထားတာလားဆိုပြီးထပ်ပေါက်ပွဲပါတော့တယ်တနာမိုးတိန်ကသူ့ကိုဆွဆွဲပြောဆိုထားတဲ့အောက်လန်းကိစ္စ အကောက်ကိစ္စဖုံးပြောတဲ့ကိစ္စအပောင်ဝင်ဘယ်ချိန်တွဲတယ်ဘယ်ချိန်ပြတ်တယ်ဘယ်ချိန်ဆရာဝန်မလေးနဲ့ညှိတယ်ဆိုတာကစတတိအထောက်ထားနဲ့ပြောချသွားပြီးသူမကိုဝိုင်းဝန်းတိုက်ခိုက်သည်မရွှေမန်းနဲ့အောက်ဆွဲအလုံးကိုနေတော့ငါ့ကိုလာမထင်းနဲ့ငါစီကဘယ်သူပဲရှင်ကပါလုထားတဲ့ဆိုတဲ့တတိတွေအထုတ်လိုက်ရှိတယ်အလုံးဖြည့်ကြပြမယ်ဆိုပြီးပြန်လဲရှင်ချောက်ခဲ့ပါတယ်အဲ့ဒီတော့မှရွှေမန်းရောအပေါင်းအပါတွေပါပစပိတ်သွားပြီးရွှေမန်းကသူ့ရဲ့ Facebook အကောင့်မှာ အားလုံးကိုတော့ကြပါတော့ဆိုပြီးတောင်းပန်ခဲ့တာဖြစ်ပါတယ်။တဏ္ဍမိုးတိန်ကလည်းကြီးကြီးဖြူဖြူလက်ခံလိုက်ပြီးထွန်းထွန်းကပါပါဝင်တောင်းပန်သွားတာမို့လို့အားလုံးကပွဲပြီးပြီဆိုပြီးတပြင်းချဖို့လုပ်နေချိန်တွင်ပြင်းဟင်းတီဟာကထပ်ပြီးတဏ္ဍမိုးတိန်နဲ့လွန်ပိုင်ဟာနာမည်ထွက်ခဲ့ဖူးကြောင့်အမှန်ဖော်ထုတ်လာတာဖြစ်ပါတယ်။ဒီအကြောင်းကိုပြင်းဟင်းတီဟာကရွှေမန်းကိုတိုင်တူးစီလာပြီးတဏ္ဍမိုးတိန်နဲ့လွန်ပိုင်တကယ်ဖြစ်နေတာလားတီချိုင်ရင်သူကိုယ်တိုင်ပွဲကြမယ်ဆိုပြီးလာမေးတွားကြောင်း ပြောဆိုထားပါတယ်။လွန်ပိုင်ကတော့မိမကိစ္စနဲ့ပတ်သက်လာရင်တကယ်ကိုပွဲတိုင်းကြော်ပါပဲနော်။ဗိတ်တကြီးတို့ရောအခုတည်င်းနဲ့ပတ်သက်ပြီးတီးပြီးကြပြီလားဆိုတာနဲ့နောက်ဆုံးသိရတဲ့တည်င်းအတိတ်လေးတွေကိုသိရင်လဲ comment မှာရေးပြီးခဲကြပါအောင်နော်ပြည်တော်စုတမရပွဲရှိုက်ခင်နိုင်ငံတော်ကြီးမှာအပြင်းပြေအတင်းလေးတွေစုပြီးနားထောင်ရအောင်ရှင်ရှိရှိပေးတဲ့အတွက်လဲအားလုံးကိုကျေးဇူးတင်ပါရှင်